အားလုံးပဲမင်္ဂလာပါ PK Movie Guide Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ဂျပန်နဲ့ကိုရီးယားနှစ်နိုင်ငံတရုတ်ဆောင်တွေပူးပေါင်းရိုက်ကူးတဲ့အကောင်းဆုံးဇာတ်ကားသုံးခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်နံပါတ်1အနေနဲ့မကြသေးခင်ကထွက်ရှိတာတဲ့တောင်ကိုရီးယားနိုင်ငံရဲ့မင်းသမီးကျော်ဟန်ယိုဂျွန်နဲ့ဂျပန်မင်းသားကျော်အိုဂူရီရှွန်းတို့ပါဝင်ထားတဲ့ Romantic Anonymous ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ Fujiwara Sosuke ဟာနံပါတ်ကြီး Chocolate Company ပိုင်ရှင်ရဲ့သားဖြစ်ပြီး Company ခွဲတစ်ခုရဲ့ဥက္ကဋ္ဌအသ စ်ဖြစ်လာသူပါသူဟာအတိတ်ကစိတ်တရားတစ်ခုကြောင့်လူတွေနဲ့မထိတွေ့နိုင်တဲ့ယောဂကိုခံစားနေရသူပါဤဟာနာကတော့ထူးချွန်ပြီးအရေးချင်းရှိတဲ့ချောကလတ်ဖန်တီရှင်တယောက်ဖြစ်ပေမဲ့လူတွေအကြည့်မခံနိုင်တဲ့ယောဂရှိတာကြောင့်လူတွေနဲ့မျိုးလုံးချင်းစုံအောင်မကြည့်နိုင်တဲ့သူတယောက်ပါလူမှုဆက်ဆံရေးမှာအခက်အခဲကိုစီရှိကြတဲ့သူတို့နှစ်ယောက်ဟာ ချောကလတ်ဆိုင်မှာစားတွေ့ကြပြီးတယောက်နဲ့တယောက်ဘလို့ကူညီကြမလဲဆိုတာကို romance ဟာတာကားလေးအနေနဲ့ကြည့်ရမှာပါဒီစကားလေးဟာဆိုရင်သူတို့နှစ်ယောက်ရဲ့အားနည်းချက်တွေနဲ့အခက်ခဲတွေကိုအတူတူဘလို့ရင်ဆိုင်ရမလဲဆိုတာကိုချိုးမြိန်ပြီးနူးညံ့တဲ့ပုံစံလေးနဲ့ရိုက်ကူးတင်ဆက်ထားတာမို့လို့ပေါ့ပေါ့ပါပါနဲ့ကြည့်ရှုရမှာဖြစ်ပြီးဇလန်နဲ့မှာပါတဲ့ချောကလတ်မျိုးစုံရဲ့အလှတရားလေးတွေရဲ့ချောကလတ်ကလူတွေကိုဘလောက်ထိပျော်ရွှင်မှုပေးနိုင်လဲဆိုတာကိုတစ်ပိုင်းမှမပြေမဲ့ကြည့်ရမှာဖြစ်ပါတယ်နံပါတ်1အနေ နဲ့2024ခုနှစ်ကထွက်ရှိခဲ့တဲ့တောင်ကိုရီးယားနိုင်ငံရဲ့မင်းသမီးကျော်လေး20ရောင်းနဲ့ဂျပန်မင်းသားကျော် စာခခုချီခန္တာတို့ကိုပါဝင်တုတ်ဆောင်လာတဲ့ Workers After Love ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ပေါ်ပါတလက်ပြီးပျော်ပျော်နေတတ်တဲ့ကိုရီးယားမလေးချွဲဟုံဟာတိုကျိုမှာကျောင်းသွားတက်ရင်အာအိုကီဂျွန်ဂိုဆိုတဲ့ကောင်လေးနဲ့ချစ်ကြိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့နှစ်ယောက်ကြားကမတူညီတဲ့နောက်ခံယဉ်ကျေးမှုတွေအလေးထားတွေကြောင့်နားလည်မှုလဲကြပြီးနောက်ဆုံးမှလမ်းခွဲကြပါတော့တယ်။ချွဲဟုံနဲ့ပြက်ပြီးနောက်၅နှစ်အကြာမှာဂျွန်ဂိုက ။စိုးကိုရောက်လာတဲ့အချိန်တင်းညံရင်ကျက်သွားတဲ့ချွဲဟုံနဲ့အခုထိမမေ့နိုင်သေးတဲ့ဂျွန်ကိုတို့နှစ်ယောက်သာပြန်တွေ့ကြတဲ့အခါခံစားချက်ဟောင်းတွေပေါ်လာအောင်မလားဒါမှမဟုတ်အချစ်တဲ့နဲ့ပဲကိုစီချစ်ဆက်သွားမလားဆိုတာကိုကြည့်ရှုရမှာပါ။ ဒီစကားလေးမှာဆိုရင်ချွဲဟုံးနဲ့ဂျွန်ဂိုရိုရဲ့အမတ်မထင်စားတွေ့တာကစားပြီးဘလို့အချစ်စက်လန်းလလလေးတွေဖြစ်မလဲဆိုတာကိုကြည့်ရမယ်အပြင်နှစ်ယောက်သားရဲ့ chemistry ကလည်းအယမ်းမိတာမလို့တော်တော်ကိုကြည့်လို့ကောင်းတဲ့စကားလေးဆိုရင်လည်းမမပါဘူးပြိသက်ကြီးတို့ရီစာဟောင်းမမေးနိုင်တဲ့သူတွေရှိသေးတယ်မလားဒါဆိုရင်တော့ဒီကားကိုကြည့်လိုက်ပါနောက်ဆုံးအနေနဲ့2024ခုနှစ်ကထွက်ရှိခဲ့တဲ့တောင်ကိုရီးယားနိုင်ငံရဲ့မင်းသားကျော်ချေချုံရော့နဲ့ဂျပန်မင်းသမီးကျော်နီခိုင်တို့ဖူမီတို့ပါဝင်တုပ်ဆောင်ထားတဲ့ I love you ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ဇလန်လေးကတော့အသက်30အရွယ်ယူရီကမတော်တဆမှုတစ်ခုကြောင့်လူတွေရဲ့မျက်လုံးကိုကြည့်လိုက်တာနဲ့သူတို့ရဲ့စိတ်ထဲကအတွေးတွေကိုပါသိနေရတဲ့အထူးဆောင်းအားတစ်ခုကိုပိုင်ဆိုင်လာပါတယ်။ဒါကြောင့်လူတွေရဲ့စိတ်ရဲ့အမှန်ကိုသိရလေလေနားကျင်လေလေဖြစ်တာကြောင့် အတက်နိုင်ဆုံးလူတွေနဲ့ဝေးဝေးမှနေပြီးတရားရောက်ကိုချစ်ဖို့တောင်းကြောက်နေခဲ့ပါတယ်။ဒီနေ့မှာတော့ယူရီကဂျပန်ကိုပညာတော်တင်ရောက်လာတဲ့အသက်26နှစ်အရွယ်ကိုရီးယားလူမျိုးထဲအိုဆိုတဲ့ကောင်လေးနဲ့တွေ့ပြီးမျိုးလုံးချင်းစုံမီရဲ့အခါစိတ်ထဲကအတွေ့တွေကိုကြားနေရပေမဲ့သူနားမလဲတဲ့ကိုရီးယားဘာသာစကားဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့မမနဲ့မောင်လေးရဲ့အချစ်ဇလန်းကဘလို့ရီဆက်ဖြစ်မလဲဆိုတာကိုပေါ်ပေါ်ပါနဲ့ကြည်ရမယ်အချစ်အသားကလေးပဲဖြစ်ပါတယ်။ကဲဒီနေ့တင်ဆက်ပေးချင်တာကတော့ဒီလောက်ပါပဲ။ K-drama အကြောင်း update တင်းတွေကိုသိချင်တယ်ဆိုရင်တော့ channel ကို like and subscribe လုပ်ထားဖို့လည်းမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်